ဘာမီတွန်းကိုခဏခဏတောက်လို့ရှင်ဘာဖြစ်တယ်လဲဒီမိကုန်းကျွန်တော်ကိုဒီတယောက်ကမေးထားတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှင်ဘာမီတွန်းဆိုတာကကျွန်တော်အသုံးများတယ်ကလေးလေးလည်းတောက်တယ်လူကြီးလည်းတောက်တယ်ကုန်းဆောင်တွေလည်းတောက်လို့ရတယ်အဲ့တော့အသုံးများတယ်ဆိုတာကကျွန်တော်နှာစီးချောင်းဆိုးဘာမီတွန်းတောက်လို့ရတယ်အသားရလို့ရှင်ဘာမီတွန်းတောက်လို့ရတယ်ဓမ္မတက်တာဖြစ်လို့ရှင်ဘာမီတွန်းတောက်လို့ရတယ် အဲ့မပြောက်ဘူးဆိုလို့ရှိရင်လည်းဒါဘာမီတိုတောက်လို့ရရပါတော့။အဲ့ကြောင့်မလို့တချို့တွေကဒီဘာမီတိုခဏခဏတောက်တယ်။အဲ့တော့ကျွန်တော်လည်းလာမေးကြတယ်ပေါ့နော်။အတယောက်ဆိုရင်ကျွန်တော်လာမေးတယ်။အဲ့တော့သူ့ရဲ့အမေကအဲ့လိုမျိုးတောက်နေရပေါ့။အဲ့တခုဆိုလည်းဘာမီတိုတောက်တယ်။အသားရရင်လည်းဘာမီတိုပဲ။အဲ့မပြောက်ဘူးဆိုလို့ရှိရင်ဘာမီတိုနှလုံးသုံးလုံးတောက်လိုက်တယ်။ကျွန်တော်အဲ့လိုပြောတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးခဏခဏတောက်တာသူ့ရဲ့အမေအတွက်ကိုအဆင်ပြေရလားဆိုကျွန်တော်လာမေးတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဆေးဆိုတာကလုံမတောက်တာကအကောင်းဆုံးဖြစ်ပါတယ်။မလိုအပ်လို့ရှိရင်တော့မတောက်နဲ့ပါဘူး။ဟုတ်။အော်တကယ်လုံပြီဆိုလို့ရှိရင်တော့လေ တောက်ပါအဲ့တော့ဘာမီတူရဲ့ဗီဒီယိုဆိုကြိုးတွေရလဲတာအများကြီးရှိတာပေါ့နော်အဲ့ထက်မှအရေးကြီးသောအချက်ကဓာတ်မတည့်တာပဲဖြစ်ပါတယ်ဟာဆရာဘာမီတူကဓာတ်မတည့်ရတောက်လဲဆေးကဘာလို့ဓာတ်မတည့်ရဖြစ်เสียရလဲအဲ့တော့ကဘာမှာရှိရဲ့ဆေးတိုင်းကကျွန်တော်ဓာတ်မတည့်ရဖြစ်တတ်တယ်နော်အဲ့တော့ဓာတ်မတည့်တာကိုသုံးတဲ့ဆေးကိုနိုင်ကဓာတ်မတည့်တာဖြစ်တတ်ပါတယ်နည်းနည်းလေးတော့ဟိုရည်စရာတော့ဖြစ်နေမှာအဲ့ဒါဒီအမှန်ဖြစ်ပါတယ်ကျွန်တော်တို့ကဓာတ်မတည့်လို့ဘာမီတူထိုးလိုက်တယ်အဲ့ဘာမီတူကဓာတ်မတည့်ရမျိုးဖြစ်နေတတ်ပါတယ်နော် โอเคအဲ့တော့ဒါကကိုကတောက်နေကြဘာမှမဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါတော့ဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့အိမ်ကြိုက်တယ်။အဲ့တချို့ကြတော့အဲ့လိုခေါင်းမူးတယ်၊ခေါင်းကြိုက်တယ်။ဒါပြီးလို့ရှိရင်အာချောက်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကကြတော့ဒီအလုံးလုံးလို့ရှိရင်ဒါမှိန်နေတယ်။အဲ time mine နေအဲ့လိုမျိုးဖြစ်တတ်တယ်။အဲ့တော့ဒါတွေကကြတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအချက်တွေကတော့အရင်ပြဿနာတော့မရှိဘူးပေါ့နော်။ဒါပေမဲ့ကိုကဒီကားမောင်းတဲ့လူဖြစ်မယ်။ယင်းနေ เนาะဒီရင်ရန်ရားတွေကိုင်းရတယ်လို့ဖြစ်မှာဆိုလို့ရှင်တော့ဒါမကောင်းဘူးပေါ့เนาะအဲ့တော့အင်္ဂိုင်းနေမယ်ထိုင်းပိုင်းနေမယ်ဆိုလို့ရှင်အဆင်မပြေဘူးဒီလိုလိုမျိုးဆိုလို့ရှင်တော့တို့ကခဏခဏတောက်မယ်ဆိုလို့ရှင်ဆောင်းနဲ့တိုက်မယ်တဲ့အဲ့တော့ဒီကောင်းချောက်နေတယ်ပြောမှာဆိုလို့ရှင်စေးဆိုတော့ကလူမတောက်ပါမလိုအပ်ရင်မတောက်ပါနဲ့